ဝင်္ဂလာညာချမ်းလေးပါခင်ဗျာဇလန်တက် channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့ညပြင်ဆက်ပေးမယ်ဇလန်လေးကတော့စာရေးဆရာနောင်ယိုးစစ်တက်ရေးသားထားတဲ့အယူသူတော်နဲ့အပ်ဘွယ်ဘာတုံးဆိုတဲ့စိတ်ဝင်စားဖို့ရဇလန်ကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဇလန်လေးကိုမစားခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လောက်ဝတေးသူများလောက်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ ို့နံမီကဘာတုတ်ဂုံဒရကိုပါဖြေးဆွ၍ခေါ်ဆိုပါရင်အံ့ဖွယ်ဘာတုတ်သူကမြမပြည်အစုံအဖျားပိုင်းရှိအကျေရွာကို အခြေပြုတ်ပြီးစိုးသွမ်းနေသည့်လူစိုးလူမိုက်တယောက်ပါဘာတုတ်ရဲ့ပုံသဏ္ဍာန်ကအသားဖြူဖြူရုပ်ရည်ကတင့်တင့်ပြီးကိုဟန်ကတော့နံမီနဲ့မလိုက်လူကောင်းခက်သေးသေးဖြစ်ပါတယ်တို့ပါတော့လဲစိုးမိုက်ရာမှာတော့ဘာတုတ်ကရက်ကြော်ရွာကြော်အကျေလူမိုက်တို့ကပင်သူ့ကိုလက်ဖြားခါဥညွတ်ကြသည့်အထိပါ ်ဘာတုတ်ကလည်းအားလုံးထက်နှားတပြားတောင်မိုက်တယ်စိုးတယ်အဲ့ဒီအပြင်တိုင်းပညာလေးကလည်းအနှဲငယ်ဆစ်ဆစ်ပေါက်ပေါက်တက်မြောက်ပြီးဘဲကရဲ့ရရှိလာလေသည်မသိတော့ကာယာတိတ်ထိပ်ပြီးစေအခန့်ကရှိနေလေတော့ဘာတုတ်ကိုဦးနိုင်နိုင်သူရေလို့မရှိကြဘူးအဲ့ဒီပြင်ထိုနေရာထိုဒေသစီကိုဥပဒေတည်ရောက်မှုကအားနေလေတော့ဘာတုတ်ကตาရွေ့ပင်စိုးတော့တယ်ဘာတုတ်ကိုယခုလိုလူမိုက်ဘာတုတ်ရေလို့အဲ့ဒီလိုနာမည်ကြီးစေခဲ့သည်ကလွန်ခဲ့သည့်၃နှစ်ကျော်ကတင်ပေါင်းရွာတွင်ပြုလုပ်သည့် ပြဝိုင်းတွင်ဖြစ်တယ်။ထိုရှိချေတုံးကတော့ဘာတုတ်ကထိုနယ်တကြောတွင်မိမရှိအဖားမဲ့တကောင်ကြွက်ရဲလို့သတ်မှတ်ပြီးအများတကရဲ့ဥနှိမ်မှုကိုခံထားရသည့်သူရွာကနွားပြောက်ဒီကို သူမခိုးပါပဲသူ့ပေါ်လွှဲချခံရပြီးရွာကနေပျောက်ကွယ်သွားခဲ့သည့်အနှိမ်ခံဘာတုတ်တနေဝင်းကျင်အကြာမှာအနီးတင်ပေါင်းရွာကြဝိုင်းစီတွင် ပြန်ပေါ်လာခဲ့တယ်။ရခင်ကဤကဲတုတ်သောကြဝိုင်းများလောင်ကစားဝိုင်းများတွင်ဘာတုတ်ကအခိုင်းခံဒီတော့ဘာတုတ်ပြန်ရောက်လာသည်ကို ဘသူကားမှထူးထူးခြားခြားမခံစားကြဘဲထားရစ်ကြတယ်။ဘားတော့ကလည်းပြန်ရောက်ရောက်ချင်းကြဝိုင်းနှစ်ဖေးကအရက်ရောင်းသည့်နေရာမှာ အရက်ထိုင်တော့နေခဲ့တယ်။သူ့ရတွင် ပြဿနာကိုစတင်လာသူကသမောင်းရွာသားမြတ်တဲ့သူကသမောင်းရွာတကြောလုံးအော်ချရသည့်ငွေရှိကျေးရှိနမ်မြကြီးလောင်းကစားသမားတပိတပန်းများလည်းရှိတယ်။ဘားတော့ကလည်းတွေ့ဆုံတိုင်းအမြဲတစေအနိုင်ကျင့်နေကြသူပါ။ဖြစ်ပုံကမြတ်တဲ့အရက်ဝယ်ခိုင်းလိုက်သည့်တပိတယောက်ကအရက်ဆိုင်ကလေးတွင်ဘားတော့ကိုတွေ့တယ် ်ဝယ်ပြီးအပြန်တွင်တော့မြားတင့်ကိုဖားတုပ်ကတွေးခဲ့ကြောင်းပြောတယ်မြားတင့်မှာတော့အရက်ကလေးကထွေးထွေးကြက်ကလည်းနိုင်နေတော့သွေးကခက်ကြွကြွသမှုသူတပည့်ဖြစ်ဖားတုပ်ကိုအခေါ်ခိုင်းလိုက်တယ်ဖားတုပ်ကလိုက်မလားဒီတော့မြားတင့်တို့တပည့်တပန်းများဝမ်းရံပြီးဖားတုပ်စီကိုဒေါသထွက်လို့ရောက်လာလေတော့တယ်မကြပါဖားတုပ်နှင့်မြားတင့်တို့အဖွဲ့ရိုက်ကြနှစ်ကြဖြစ်ကုန်ကြပါတယ်ရံပွဲကတစ်ဖွဲ့လုံးနဲ့တယောက်တယောက်ဖက်ကသာအေးနှိမ့်ဖွယ်ရာရှိတယ်တို့ပါတော့လေဤရန်ဘွဲဤရလက်ကတော့ပြောင်းပြန် ဘားတုတ်ရဲ့လက်ချက်ဖြင့်မြားတင်းတို့အဖွဲ့မြေပြင်မှအလဲလဲအကွဲကွဲဘားတုတ်ကတော့လဲကျနေသည့်မြားတင်းတို့အလဲပွန်းရချစ်ရမရှိပဲချီချီမမကြီးရက်လို့ဤကပင်စားလို့ဘားတုတ်ကာယသိတိပြီးသည်ကိုခံပညာတတ်သည်ဟု၍နမ်မီကြီးခဲ့ရတော်တယ်နမ်မီကြီးပြီမကြမီတွင်တော့ဘားတုတ်ကနေခံလူမိုက်တို့ရဲ့ခေါင်းဆောင်ကြီးအဖြစ်မြောက်စားခံရပြီးတချိန်ကအနှိမ်ခံခဲ့ရသမျှကိုပြန်လဲပြီးအတိုးချလက်စားချေလို့နေတကြောမှာကြီးစိုးမင်းမူလာလေတော့တယ် ိုဖားတို့ရေငန်ရွာမှာအလှလုံးနေတယ်တဲ့ဖန်တော်အလေဇေယမင်းစည်းစိမ်ခံစားနေတော့ဘတ်တို့တပီးတယောက်ရဲ့အတိပေးမှုကြောင့်ထမ်းရီထွေထွေဖြစ်ဒေါပွားသွားရတယ်ဘလို့ကွာငါကိုလည်းအတိမပေးပါလားဘသူအလှလဲစိတ်ဝင်လို့အလှရဲတဲ့ဟိုကောင်လဲပိုင်းရှင်သားအမွေစားရတဲ့စိတ်ဝင်လားအဟုတ်ပဲကိုဘတ်တို့အဲ့ဒီကောင်ငွေရှိတယ်ဆိုပြီးလူဘဝနေတာကြာပြီဖာယာမြောက်ပင်ပေးသည့်စကားကချီရောက်လှတယ် ဘားတော့ကဘာမှမပြောထိုင်ရကဒရင်တရင်ဖြစ်ထရရပြီးပြင်ရော့နေသည့်ပစိုးကိုချစ်ကြက်ဆန်ဝဲလိုက်တယ်ပြီးလျင်တပေးကထမ်းပင်မှာထောင်ထားသည့်ဝရင်ထုပ်ကိုကောက်ကင်ပြီးခမူးရှူးသူဖြစ်ထထွက်သွားတော့တယ်သူ့ရဲ့ခြေလန်းတို့ဥတီရာဒီကရေငန်တော်ရွာစီကိုဥတီလျက်အလူမတ်တက်ကတချင်းတန်ကစိတ်ကြည်နူးပွဲရာအလူရှင်အလူမအတွက်သာမကဒါရောက်ကြသူ အပရိတ်တ်များမှလည်းအပြုံးပွမ်းများဝေစာလျက်ကာလာသားကာလာသမီးတချို့က တန်ဃာစဉ်ထက်တွင် နေစွန်ဆက်ကရန်အတွက်စွန်ပွဲများပြင်ဆင်နေကြတယ်အလူမတ်တအဝင်စီကကွဲရှာလဲပြိုတန်းအားလုံးအထိတ်တလန့်ဖြစ်ကြီးမိကြတော့ဒေါက်တာများဖြစ် မတ်တကိုစတင်ဖြက်စီးနေကြတော့ဘာတုတ်တို့လူစုဘာတုတ်တယ်ကွမတူရင်မတူစမ်းနဲ့မသိချင်ရင်အားလုံးဖေးဖယ်နေအလူရှင်စိန်ဝင်းထိတ်ထိတ်ပြပြဖြစ်ပြေးထွက်လာတယ်ကိုကိုဘာတုတ်ကျုပ်ဘာများလုံးဖိလို့ကျုပ်အလူကိုဖြက်စီးရတာလဲဗျာ မင်းကလူဘာဝလုံးတဲ့ဆိုလို့ငါလာဆုံးပါတာဘာတုတ်ကပြောလဲပြောစိန်ဝင်းကိုလည်းထိုးချလိုက်တယ်စိန်ဝင်းမှာဘာတုတ်ရဲ့ဝရင်တုတ်ရိုက်ချက်ကြောင့်မြေစီတွင်ပိုးလို့ပက်လက်လဲကြရတယ်အလူအမဖြစ်သောမအေးတင်ကငိုယိုပြီးသူ့ယောက်ျားကိုပြေးဖတ်တယ်အခြားသူတို့ကတော့ရက်ကြည့်နေကြရုံသာဝင်ဆွဲဝင်သူခုခံဝင်သူကနတ်ထိနောက်တစ်ခါဆိုဘဲရွာမှာဘာပဲလုပ်လို့ငါ့ကိုအတိပေးကြမပေးလို့ကတော့အခုဟာကိုကြိထားကြ ဘာတောက်ကအလှမတ်တက်ကြီးကိုထောင်းထောင်းကြည့်အောင် ဖြက်စီးပြီးနောက်ထွက်သွားလေးတယ်။သူထွက်သွားကန်ဒီတွင်စွန်အတွက်ပြင်ဆင်ထားသောအင်းပွဲတချို့ကိုအရက်ဖြစ်မြည်ရန်ပင်ယူဆောင်သွားလေသေးတယ်။ဤကစတင်၍ဘာတောက်မှာအလှပွဲမင်္ဂလာဆောင်ပွဲများထံကစက်ကြီးတောင်းမပေးလျင် ထောင်းထောင်းကြည့်အောင်ဖြက်စီးထုချေတတ်သောမရကနေတဖြည်းဖြည်းကားလာသည့်ဘာတောက်ဖြစ်ခဲ့ကြပြီးဘာတောက်တို့အကျေနယ်တကြောစီမင်းမှုနေသည်မှာ၅နှစ်တာဟုသောအချိန်ကာလစီကိုရောက်ခဲ့လေပြီး မကြခင်ခြေတလုံးအိမ်တိုင်းဘားတုတ်ကယခုတော့အိမ်ကြီးရက်ခိုင်နဲ့သူကိုယ်တိုင်နိုင်မြီပေးထားသည့်နေပိုင်ကြီးဘားတုတ်ဖြစ်နေခြေပြီးထိုကာလအတွင်းဘားတုတ်တို့တခုထက်တို့၍ရိုင်းဆိုင်ဆိုးသွမ်းလာသည်မှာယခင်လိုတောက်ယုံစားယုံမိုက်ကြီးခွဲယုံမြမကတော့ပဲတပိတပန်းတို့ဤမြောက်ပင်ပေးမှုကြောင့်မိမကိစ္စကအကဲတက်လာခဲ့တယ်နေတကျော်စီကမိန်ကလေးတယောက်ကိုသူမျက်စီကြားမိပြီးဆိုပါရင်မိဘမောင်ဘွားတို့ရှေ့စီနှိုက်ပင်ဝင်ရောက်ခါဆွဲရန်လေတော့တယ် မိဘမောင်ဘွားတို့ကလက်မခံ၍အကွန်တက်လျင်တော့ဘာတုတ်ကလူရှိသူရှိစီးနိုင်ပင် ထိုးသူတို့ကိုရရဆက်ဆက်တက်ဖြတ်ပြလေတဲ့ထိုးထမကတော့စိုးဝါမှုတစ်ခုကိုလည်းဘာတုတ်ထပ်မှန်၍ပြုလုပ်လေရှိလာပြန်တယ်အဲ့ဒါကတော့မိန်ကလေးကိုလည်းသူစိတ်ကြိုက်အားရအောင်အတုံးတော်ခံပြီးတဲ့နှစ်သူတပိများစီကိုကြည်ထိုးထိုးခွေးဆာဆာသဘောမျိုးဖြစ်ဖြစ်ချင်အဖြစ်စွန်ကျဲလာခြင်းပါတပိတပန်းတို့ရဲ့လူမဆန်မှုကြောင့်မိန်ကလေးတို့တေကြေချရတယ် အရင်စစ်ကိုအခြေခံရလျင်ဘာတောက်ကြောင့်အသက်သည်ဘဝပြတ်သည့်မိန်းကလေးပေါင်မနေတော့အသက်အိုးအိမ်ပြည့်စည်ကြရသည့်မိသားစုများလည်းမနေတော့ပါတခုသောနေ့စီတွင်တော့ဘာတောက်တယောက်အင်ကြီးပေါ်တွင် နေပိုင်မင်းစည်းစိမ်ကိုအရသာခံယူနေလေတဲ့ကိုဘာတောက်ကိုဘာတောက်အိမ်ပေါ်ကိုဘာတောက်နမည်ခေါ်ရင်းအမောတကောပြေးတက်လာသည့်တပည့်ကျော်ကြောက်လုံးဟဲ့ကောင်ဘာဖြစ်လာတာလဲသတင်းကောင်းသတင်းကောင်းကိုဘာတောက်အတွက်လာပေးတာဘာလဲကွာ အန်ကျင်းရွာမှာမိမချော်လေးတယောက်ရောက်နေတယ်ဗျအချားကနေအလဲလာလာလို့သိရတာပဲအဲ့ဒါကြောက်လုံးကဘားတောက်ထိုင်နေသည့်ခြေရင်းတွင်ကြုံကြုံကလေးထိုင်ပြီးပြောတယ်ဒိုးရွာကမိကျင်တို့မိအောင်တို့လောက်ကောလှလို့လာကွာဟာကိုဘားတောက်ကလည်းဘားမကိုမဆိုင်တာကြီးကိုကဖွေးတာမှဆွတ်နေတာပဲဟင်တကယ်ကိုရေးစင်းကားကြီးဗျဘားတုတ်သဘောတွေ့သွားရတယ်တို့ပါတော့လေဟန်ကိုကြောက်လုံးမရိပ်မိအောင်ပြန်ထိန်လိုက်ရင်က ဒါပေမဲ့အိုက်ချင်းရွာကငားနေမဟုတ်ဘူးလေကွာ။ဟိုဗျာကိုဘားတုတ်ကလည်းဒီနယ်တကြောတယ်မကောက်ဘူး။တနိုင်ခံလုံးဘယ်နေရာကိုတက်သွား။ကိုဘားတုတ်ကိုရှင်နိုင်တဲ့သူရှိပါဦးမလားဗျ။ကြောက်လုံးရဲ့စကားကဘားတုတ်ကိုသွေးနဲ့ထင်ရောက်စေတယ်။အေးကွာငါစိတ်ဝင်စားတယ်။စိတ်ဝင်စားတဲ့လုံမနေနဲ့သွားမယ်ဖြစ်မြ мян သွား။အေးသွားမယ်သွားမယ်ကွာ။ဘားတုတ်ကမမြင်ဘူးရသေးသည်မိန်ကလေးဖြစ်စိတ်ကူးရင်နေမိတော်တယ်။ဘားတုတ်တဲ့ဟေ့ မတူရင်မတူနဲ့အားလုံးနောက်ဆုံးနေကြအဝေအစားတောက်တောက်ပြောင်ပြောင်ကိုဝစ်စင်ကအိမ်ပေါဝါကမြင်းစီပီထွက်ထွက်ချင်းကျွေးကြော်သည့်ဘားတုပ်ရဲ့အတန်းနောက်ပါးစီတွင်တော့သူ့ရဲ့တပည့်တပန်းများကဖားရသည့်အပြုံများဖြင့်ဘားတုပ်တို့လူစုအကျေရွာကနေမနဲ့အစောပင်ထွက်ခဲ့ကြတယ်သူတို့ရွာကနေအိုင်ကျင်းရွာစီကိုကခရီးတာတိတ်တော်မဝေးနာယီအနေငယ်သာသွားရတယ်နေအနေငယ်မြင့်ချိန်တွင်တော့အိုင်ကျင်းရွာကိုဘားတုပ်တို့ရောက်ချေပြီး အိုင်ကျင်းရွာကဘားတောက်ရဲ့နေမဟုတ်ပေမဲ့ဘားတောက်အကြောင်းကြားဘူးနေသည်မို့အတန်ကြားရုံဖြစ်ပင်အာလုံးပြက်ပြားဝိငိန်သက်နေကြတယ်ကြောက်လုံးဘဲအိမ်လေသူ့အိမ်တော့ကြုံမသိဘူးကိုဘားတောက်ဟိုသူ့ကိုဖုံးကြောင်းမှမြင်ဘူးတာဟာကွာမင်းကတော့လောက်တော့မယ်သွားကွာတယောက်ယောက်ကိုမေးကြည့်ကြောက်လုံးမြင်းပေါ်ကဆင်းသွားပြီးအိမ်တအိမ်စီကိုဝင်သွားတယ်ပြန်ထွက်လာတော့လူတယောက်ကိုကောက်ဆွဲပြီးခေါ်ဆောင်လာတယ်ကြောက်လုံးဘာတဲ့လဲ ဘာတောက်ကစိတ်မရှိစွာပြောတယ်မမေးရသေးဘူးဟိဘာတောက်တောက်ခေါက်လိုက်တယ်ပြီးလည်းရင်တုံကြီးစွာရှိနေတော့အိုင်ကျင်းရွာသားအားအဲ့လူခမည်းဒီရွာမှာရောက်နေတယ်မိမချောလေးကိုတိတလားဟုတ်တိတိပါတယ်သူ့နမည်ဘသူလဲဘယ်ကလာတယ်လဲဘယ်မှာတဲတယ်လဲဘာတောက်ကမေးခွန်းများကိုတပြိုင်တည်းမေးလိုက်တယ်သူ့နမည်ကမတ်စပယ်တဲ့ဟိုဟိုဘယ်ကလာတယ်ဆိုတာတော့ကြုံမသိဘူးဒေါ်တုတ်ရဲ့တူမ ီရွာကိုဘွားတိလာဝတ်ဖို့ရောက်လာတာလို့တော့ပြောတယ်။ဟင်ဘွားတိလာဝတ်ဖို့ဟောကွာနှမျောเสียာဘာတော့ကပြောလိုက်တယ်ကြောက်လုံးကဟုတ်ပါနှမျောเสียာယောက်ျားတွေကောင်းကြောင်းသူမသိလို့ဖြစ်မယ်။အဲကောင်ကြောက်လုံးတိတ်ဆန်းဘာတော့ကငေါ့တီမိုးကြောက်လုံးငြိမ်သွားရတယ်။ငါ့ကိုသူ့အိမ်စီလမ်းညွန်ပေးပြီးရင်မင်းသွားတော့ဘာတော့ရဲ့စကားအတိုင်းအိုင်ကျင်းရွာသားကအိမ်တိုင်အိမ်ကလိုက်လံပြတာပေးတယ်။ဘာတော့တယ်ကွာ။ မဆိုင်ရင်အနာမကဆန်းတဲ့ခြံဝါးကနေဘားတုတ်အော်ဟစ်လိုက်တယ်ပြီးလိုက်ရင်ခြံတဲစီကိုဘားတုတ်ဝင်လာလေးတယ်အိမ်တဲစီကအမျိုးသမီးကြီးတယောက်ပြပြတလဲဖြစ်ပြေးထွက်လာလေးတယ်တူမောင်ကြီးဘာကိစ္စအမျိုးသမီးကြီးရဲ့စကားပင် မဆုံးသေးဘားတုတ်ကစကားတွေရှေ့ရှေ့ဝေးဝေးပြောမနေနဲ့မတ်စပယ်ရှိလားမတ်စပယ်အမျိုးသမီးကြီးက ရေရွတ်တယ်ပြီးတော့ရုတ်တရက်တစုံတရာကိုရိမ့်မိပြီးမျက်နှာပြတ်သွားလေးကား ဟိုဟုံငါတူရဲ့မတ်တပယ်ဆိုတာကဒေါ်လေးတင်ရဲ့တူမာလေးပါ သူခမရအိမ်တော်ကြီးကံမကောင်းတာမို့ဒီကိုတီလာရှင်ဝင့်မယ်ဆိုပြီးရောက်လာတာမလားမပူပါနဲ့ကျုံနဲ့တွေ့ရင်တီလာရှင်ဝင့်ချင်စိတ်ရှိမှာမဟုတ်တော့ဘူးအိမ်တော်ကြီးလည်းကံကောင်းတကအကောင်းဆုံးဖြစ်သွားလိမ့်မယ်ဟမ်ဘာတောက်ရဲ့စကားကတကယ်ကိုရုံရင်လုံးလာတယ်ဒေါ်လေးတင်ကစိုးရင်ကဲလွန်နေရတယ်ကဲကဲကြားတယ်မတ်တပယ်ဘဲမှလဲဟိုဟို ဒေါ်လေးတင်ကလိန်ညာရန်ကြံရွယ်တော့ဘားတုတ်ရဲ့လက်ဝါးကသူ့ဘားပြင်စီသို့ဖြောင်းကနေရောက်သွားတယ်။အရင်မတက်ဆန်းနဲ့ပြ။ပြောမှသာပြော။လက်ရဲစရဲဘားတုတ်ကိုဒေါ်လေးတင်ထိတ်လန့်သွားရပြီ။ဟိုဖះဖះစီမှာဘယ်ဖះလဲ။ရွာထိတ်ကဖះလေးပါ။ဘားတုတ်တို့မြင်းများလှဲ့ထွက်သွားကြပြီ။ဒေါ်လေးတင်မှာတော့အယိုက်ခံရသည့်ဘားပြင်တစ်ဖက်ကိုကာရင်ဘားတုတ်တို့ကိုငေးကြည့်ရင်းကမတ်စပယ်အတွက်စူတောင်းပေးနေမိလီတော့တယ်။ တို့ပါတော့လေခဏအကြာတွင်တော့သူကတစုံတရာကို တွေးမိလေပြီးခြံထဲစီကနေပြေးထွက်သွားလေတော့တယ်ဖျားရင်ပြင်ကလေးထက်စီတွင်ထာရင်စူတောင်းချွေနေသောမဇ္ဇပေကကိုခန္ဓာလှပကြော်ရှင်းနေတော့လေမျက်နှာစီတွင်တော့ညှိုးနှွမ်းမှုတို့ကအထင်သာရောင်းများသည့်တိမ်ငယ်နေလေတယ်အရှင်ဖျားကြောက်စရာကောင်းတဲ့လောကဒဏ်ကိုတပြည့်တော်မှဆက်လက်မခံစားလိုတော့ပါပြီ အရှင်ဖျားရဲ့ဒါကြောင့်သာသနာပေါင်းစီကိုတပြည့်တော်မှ အပြည့်တိုင်ဝင်ရောက်တော့မယ်လို့ စိတ်ပိုင်းဖြတ်တာမိပါပြီဖေဟာတန်တရာဝဆင်းရဲမှအမြန်ဆုံးလွတ်မြောက်ရပါလို့ဤအရှင်ဖေဟာအနောက်တွင်ရောက်ရှိနေသည့်ကျမဆိုးကိုမတ်စပယ်မမြင်နိုင်ယုတ်တည့်ရထွက်ပေါ်လာသည့်လက်ခုပ်တန်ကြောင့်မတ်စပယ်လှဲ့ကြည့်မိတယ်ဟင်သူတစ်ခါမှမမြင်ဘူးသည့်လူတစုကသူ့ကိုရက်ကြည့်နေကြလေတယ်အားလုံးရဲ့အကြည့်တို့ကမနစ်မြုပ်ပွဲရှင်ရှင်တို့ကအားလုံးထဲစီကတယောက်ကပြတီတီမျက်နှာပေးဖြင့်ရှေ့တိုးလာပြီး ။စပယ်ဆိုတဲ့မင်းကလေးကိုတော်ကောင်းမဲ့သူဒီနယ်ကိုပိုင်ဆိုးတဲ့အံ့ဖွယ်ဘားတုပ်ဆိုတဲ့သူပေါ့ချစ်စရာစပယ်လေးရဲ့။မစပယ်လမ်းဖြန်သွားရတယ်။တစ်ဖက်ကဘားတုပ်ဆိုသူဒီကသူ့အနာစီကိုတိုးကပ်လာပြီးလက်ကိုလှမ်းဆွဲတယ်။ဖျားပေါ်စီတွင်ရုံရင်းဆန်ကပ်ဖြစ်ကြလေပြီ။ရုံကန်နေသောမစပယ်ကိုဘားတုပ်ရဲ့လူများကဝိုင်းဝန်းပြီးခေါ်ဆောင်ရန်စ조사ကြတယ်။အဲ့ဒီအချိန်စီဝဲရွာတဲ့စီကဒေါက်တာများကင်ကာပြေးထွက်လာသည့်လူအုပ်ကြီး။ဟေးဘားတုပ်ရက်လိုက်စမ်း လူအုပ်ကြီးကိုဘာတော့ကမထီမတ်မြင်ကြီးလိုက်တယ်။အမေဘာတော့အကြောင်းမကြားဘူးလို့သွေးတို့ဆန်းတာတော့မဟုတ်တော့ဘူးထင်ပါတယ်။ဟမ်မကြားဘူးတာမဟုတ်ဘူးဟေ့ကြားဘူးတယ်။အကူကမင်းနဲ့ကြော်လာပြီးဒိုးရွာကိုစော်ကားလာတာကိုသိမခံနိုင်လို့ဟေ့လူအုပ်ကိုဥဆောင်လာသည့်လူတယောက်ကပြောလိုက်တယ်။ဒီတော့မင်းတို့ကငါ့ကိုတတ်ချင်တယ်ဆိုပါတော့ဘာတောက်ကမျက်နှာခက်ထန်သွားပြီးပြောတယ်ပြီးလည်ရင်သူတပည့်တအူးထံကဓားကိုတောင်းယူလိုက်လေတယ် လူအုပ်ကြီးကတော့ဘားတုတ်ရဲ့အမူအရာကြောင့်အနေငယ်ရှဲသွားချတယ်ဘားတုတ်ကအရှိစီကိုတိုးလာတယ်အဲ့ဒီအခါအမေတနာယူလူမိုက်ကောင်တင်ကဖျားမှန်တရားမှန်အောင်မသိစိုးစိုးတွန်းတွန်းနဲ့ရင်ပြင်းတော်ဘောကိုသွေးစွန်းစေတော့မယ်ပေါ့အတန်ကဩရှာရှာဝါတတာကြီးထိုအတန်ဒီဖျားနဘေးတစ်ပင်ဘက်စီကနေထွက်ပေါ်လာသည်မို့ဘားတုတ်အပါဝင်အာလုံးစိတ်ဝင်တစားလှဲ့ကြည့်ကြလိမ့်တယ်တစ်ပင်အောက်စီကအကျော်ရှင်များဆန့်ကထားလာသည်ကအယူတယောက် ပုံစံကစပင်းများဆုပ်ဖွားကဂျင်းညော်တို့ဖြစ်ပေရီဆုပ်ပြတ်လျက်အဝဲအိတ်အစောက်ကြီးတလုံးကိုလည်းကပိုကယိုလွယ်ထားပြန်တယ်သူ့ပုံကမြေယုံဖြစ်ပင်အယူတယောက်ဆိုဒီကိုတိနိုင်တယ်ဩဘသူများလဲလို့လူကောင်းလားမှတ်တယ်အယူကလာကော့နေတာကိုဘာတောက်ကပြောလျင်သူ့ရဲ့နောက်လိုက် လူမိုက်တို့ကအယူကိုဆဲဆိုကြလေတယ်အမေအမေသာသနာနယ်မြေလာပြီးငါလိုနှစ်သားလေးတူတော်ကိုများဆဲရဲသေးတယ်ပေါ့ ။အဲ့ဖះဘော်ကထိုင်နေတဲ့ရက်ခါကြီးကြည့်မနေနဲ့။သူတို့ကိုဆုံးမလိုက်ခြေစမ်း။အယူထက်ကစကားအဆုံးဆဲဆို့နေကြတော့ဘားတုတ်ရဲ့လူများအားလုံးရုံရင်းစံကတ်ဖြစ်ကုန်တယ်။သူတို့အာမမြင်နိုင်သည့်တစုံတစ်ယောက်ကရိုက်နှက်ပုတ်ခတ်နေသည်ပါ။အမလေးကြောက်ပါဦးဗျ။နောက်ကိုမဆဲတော့ပါဘူးဗျ။အော်ဒါများနဲ့ရုပ်ပြက်ဆင်းပြက်လွလွနေကြသည့်လူမိုင်များကြောင့်ရွာခံလူအုပ်ကြီးမှပြုံးစီစီဖြင့်တချို့ကဆိုပါလျင်အာရဝမ်းတာဖြင့်လက်ခုပ်လက်ဝါးပင်တီးကာ အားပေးနေပါတယ်။မင်းမင်းကဘာတူလဲ။ဘာကောင်းလဲ။အယူကိုဘာတုတ်ကမျက်စီမျက်နှာပြတ်ယုံးစွာဖြင့်မေးတယ်။အယူကမူဝါကျင့်နေသောသွားများပေါ်အောင်ပင် အာရဝါတာပြုံးလေပြီ။ငါလေးကတူတော်လေ။နတ်သားလေးတူတော်ပေါ့။ဘာဘာတုတ်မှာအယူရဲ့ဝေးလေကြောင်ပတ်အဖြေကိုပဝင်မကြ။အယူကတာမန်လူမဟုတ်ကြောင်သူသိရလေပြီ။တုံလုံးစိတ်လေဖြစ်ပေါ်ရတယ်။တို့ပါတော့လေလူအများရှေ့တွင်မှု ဟန်ကိုထိန်းရပြန်ကမင်းငါကိစ္စကိုဝင်မရှုပ်ပါနဲ့ယူနေတယ်ဆိုရင်လေကိုလန်းကိုသွားကြည့်မဟုတ်ရင်တော့ဘားတုတ်သားကအယူအကောင်ရွေးနေမှာမဟုတ်ဘူးအိုးဘဲနဲ့ငရဲအိုးဂျိုးကတ်ရမယ်ငမိုက်သားလေးရဲ့ငါသူတော်လေးကနင်းလို့လူဆိုးလူမိုက်ကိုချွတ်ချင်းတန်လို့ကြွအောင်လာချွတ်တာလေဘဲကိုရှောင်ချသွားရမှာလဲလို့အယူကဆက်ဖြီးဖြီးဘားတုတ်မှာတော့ဇောချွေးပြန်နေရပြီကောင်းပြီလေမင်းသေးလန်းကိုမင်းရွေးတာသေမှငါအဆိုးမဆိုနဲ့ ဘာတုတ်ကပြောပြီးဓားကိုဝင်းလိုက်တယ်အယူကတော့ခက်ပြုံးပြုံးပင်ရှိနေရင်ကမဟာပထဝီမြေကြီးဒီလူမိုက်ကိုခြေချုပ်ဖို့အတင်ကူညီပေးပါအယူကရေရိုးလိုက်တယ်ဟမ်ထူးသားပေသွားဘာတုတ်ရဲ့ခြေထောက်များကမြေစီကလုံးဝခွာမရတော့ဘာတုတ်လွန်စွာထိတ်လန့်သွေးပြတ်သွားတယ်လှုပ်လှုပ်ငါ့ကိုလှုပ်လှုပ်ရှား၍ရနေတော့လက်ကဓားဖြင့်မြေစီကိုခုတ်ရင်ပါရင်ဘာတုတ်ယုံကန်နေတယ်တို့ပါတော့လေလုံးဝယုံမရ အယူကသူ့ရဲ့အနားကိုရောက်လာခဲ့တယ်။ကဲလူမိုက်လေးသင်ရဲ့ဆရာအောက်လန်းကောင်တွင်းပေထားတဲ့အဆောင်ကိုတင့်ကိုကနေငါသူ့တော်ဖယ်ရှားလိုက်တော့မယ်။အယူကပြောပြောဆိုဆိုသူ့လက်သီးဆုပ်ကိုနဖူးစီအရင်မန်တန်တပုတ်ကိုရွတ်ဆို၍ဘားတုတ်ရဲ့ကြောကုန်းစီကိုပုတ်လိုက်တယ်။မချီမဆန့်အော်တန်နဲ့အတူဘားတုတ်ကနေရာတွင်ဒူးတုတ်ကျသွားရတော့တယ်။အယူရဲ့လက်ပြန်ရုပ်ချိန်တွင်တော့အမဲရောင်အခုံငွေတို့ကကက်လျက်ပါသွားလေတယ်။ အယူကပါလာတော့အခိုးငွေများကို သူ့ရဲ့အဝေးအိတ်ကြီးစီတို့ထဲ့သွင်းလိုက်လေတယ်။ကဲလူမကြီးဘာတုတ်ငါသူတော်လေးကဖြေစရာရှိတာဖြေခဲ့ပြီပြန်လာတော့ကန့်စီမှန်ရပေါ့။အယူကပြောပြောဆဆိုလှဲ့ထွက်သွားဖို့ပြင်လိုက်တယ်။ကြည်ကျေးဇူးတင်ပါတယ်ရှင်။ကြောက်ရွံ့စိတ်ဖြင့်တစ်ချိန်လုံးငြိမ်သက်နေသောမတ်စပယ်ကပြေးလာပြီးပြောလိုက်တယ်။ဩခလေးမဟဲ့တင်ကကြတော့သာသနာပောင်ဝင်မယ်ဆိုတေးသေးချာချာပိုင်းချဆုံးဖြတ်ပြီး စိတ်ခိုင်မဲ့ထင်မှဝင်ကြေးကွယ်အယူကတစ်ဖက်ကစကားအပြန်ကိုမဆောက်နေရာကနေထွက်ခွာသွားတယ်ထိုးချိန်ဝဲလူအုပ်ကြီးမှဒူးတောက်ခါခေါင်းငိုက်ဆိုင်ကြနေတော့ဘားတောက်ရဲ့အနီးကိုဒုတ်သားများကန်၍သွေးတော်ဆန်းသည့်အနေဖြင့်ချင်းကပ်သွားလေတယ်ဟဲ့သူလည်းအယူငါလည်းအယူအကောင်လုံးအယူကွာအယူတွေအယူတွေဘားတောက်ကရုတ်တရက်ထခုံပြီးပြူးကြောင်ကြောင်မြေကုန်းများဖြင့်ခုံပေါက်ကခုံလေတယ်လူအုပ်ကြီးမှာတော့ ဘာတုပ်ရဲ့အဖြစ်ပြက်ကိုကြောင်အန်းက ကြည့်နေမိကြစေတယောက်တော်သူကကဲဟိအန်းဘွယ်ဘာတုပ်ကိုညီကောင်းချုပ်ပေးဖို့တင့်ပြီဟဲ့အဲ့ဒီလိုဆိုကဘာတုပ်ကိုတက်ရန်ဆော်ဩတယ်တို့ပါတော့လဲတယောက်တော်သူကပင်ထပ်မှန်၍အားလုံးပဲတော်ကြတော်ကြဘာလို့များသူအကုသို့ကိုကိုအကုသို့အဖြစ်ယူနေကြတော့မလဲအခုဘာတုပ်ကသူ့စရိတ်နဲ့သူသွားတော့မှာဒီအတိုင်းထားရစ်လိုက်ကြပါတော့ကွာထိုးသူပြောသည့်စကားကနီလန်ကြပါတယ် ဘာတုတ်ကထိုနေရာကနေသွတ်သွတ်ခေါအောင်ယူနှမ်းပြီးပြေးထွက်သွားခဲ့တယ်။မတ်စပယ်ကလည်းသူ့ရဲ့အတော်ဖြစ်သူဒေါ်လေးတင်ကဖေးမကခေါ်ဆောင်သွားခဲ့တယ်။ဤတို့ဖြစ်ဇလန်းကိုနှီးကုံချုပ်ရပါလိမ့်ရင် အချိန်နှစ်ပတ်ခန့်ကြာသောအခါဒေါ်ခွေများစားတောက်ထားသည်မို့ရုပ်ပြက်ဆင်းပြက်ဖြစ်နေသောဘာတုတ်၏အလောင်းကိုအကျေရွာနှင့်နခေါ်တတလောက်ရှိသောတုတ်တန်စီတွင် တွေးလိုက်ရပါတယ်။မတ်စပယ်သည်လည်းအယူစကားကြောင့်သူ့ဖသာသူပြန်လဲတုံးတန်ရာစိတ်မခိုင်နိုင်သေးသည်မို့ သာသနာပေါင်းစည်းကိုမဝင်ဖြစ်သေးပဲအိုင်ကျင်းရွာရှိဒေါ်လေးတင်နေအိမ်စီလိုက်တာအတူတကွနေထိုင်ရင်လောက်ကင်စားတော့နေလေတယ်ဘာတော့ကောင်းစားစဉ်ကနောက်တော့ပါများအဖြစ်ရှိနေကြတော့သူများမှာတော့ဘာတော့မရှိချိန်တက်ဆိုင်ရာရွာအသီးသီးကဝိုင်းဝန်းဖယ်ကျင်းထားကြသည်မို့တေသူသေးအသက်ခံရသူခံရဖြစ်အဆုံးသက်မလှပတော့ဘွားများကိုပိုင်ဆိုင်ကုန်ကြတယ်ညီတော့ပင်စိုးစီကမူအကျင့်နဲ့တကြောတွင်တော့အံ့ဖွယ်ဘာတော့မြည်တော့ လူမိုက်တယောက်ဤဆိုးရွားသောအုပ်ဆိုးမှုဒဏ်မှလွတ်မြောက်ခဲကြရလိမ့်မည်။ဘာတုံကြောင့်ခံစားနေကြရသည့်ဒုက္ခအပေါင်းမှထူးကဲစွာကယ်တင်ခဲ့သည့်အယူသူတော်မြည်သောအယူကိုတော့ရွာသူရွာသားတို့ကကျေးဇူးတင်မဆုံးတော့ပါ။နောက်တစ်ကြိမ်ပြန်တွေ့ရင်ကျေးဇူးဆက်ဖို့ကိုပင် အားလုံးတိုင်းပင်ထားကြရာ။တို့ပါတော့လေအယူသူတော်ဒီကတော့သူတို့နယ်စီကို နောက်တစ်ကြိမ်ထပ်မှန်၍ရောက်ရှိမလာတော့ပါ။ဟုတ်ကဲ့ပါခင်ဗျာစာရေးစရာနောင်ရိုးစေးတက်ရေးသားထားတဲ့ အယူသူတော်နဲ့အံ့ဖွယ်ဘာတုံးဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါပြီခင်ဗျာဇလန်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အဆီဇင်တင်ဆက်သူကတော့ကျွန်တော်ကြော်ထက်ပဲဖြစ်ပါတယ်ခင်ဗျာ